ယုတ်တရသေးဆုံးသွားတဲ့ဝါရင်တေကိုဆောင်းတော်ခင်တန်းဝင်းအသက်66နှစ်ဟာဒီခါနီးမှာအနီးနားမှာတယောက်မှသားသမီးတွေလည်းမရှိခဲ့တာဖြစ်တဲ့အတွက်မကျွတ်မလို့ဖြစ်နေတယ်ဆိုပြီးတော့တိုက်ခန်းနီးနားမှာနေထိုင်တဲ့သူတွေကပြောလာကြပြန်ပါပြီတော်ခင်တန်းဝင်းသေဆုံးမှုကတော့များစွာသောဒါကြောဝေဖန်မှုတွေမြင့်တက်ခဲ့တယ်ပေါ့နော်ဒါကိုကြီးပွင့်ဖြူတို့ကသတင်းအမှောင်ချထားရေးဆိုပြီးပြောရတူလေးရှိတယ်တော်ခင်တန်းဝင်းသေဆုံးတာ၃ရက်ကြာပြီเนาะအလောင်းကြီးပုံတိုးတဲ့အချိန်ကြာမှာ ဒါနီနာကနော်တိုက်ခန်းအီနီဂျင်းတွေကနော် yes scan ကိုဒါဖုန်းခေါ်ပြီးတော့အခြေဆက်လုပ်တဲ့ခါကြမှာရီပွင့်ဖြူရမောင်းထမတွေကလည်းတီးရတယ်ဆိုရင်နေထိုင်အွန်လိုင်းပေါ်မှာစတင်ပြန်လှန်လာတယ်ပေါ့နော်ရီပွင့်ဖြူကတော့သူ့အမေကမီလာနစလီနီမှာပဲအသေးဆုံးနေဆိုပြီးတော့နော်သူတို့သင်ခဲတာကိုတွေးရတယ်ဆိုတော့တချို့သောပြည်သက်တွေကတော့ဒါမှမဟုတ်ဘူးရီပွင့်ဖြူတော့ကသူ့အမေနဲ့အဆက်တွေပြတ်နေတာနော်ဒါအသေးဆုံးတာ၃ရက်ရှိပြီအလောင်းပုံမှာနော်ဘာညာဘာညာဆိုတော့ပြောပြောကြတာပေါ့နော် ကျွန်တော်အသက်66နှစ်အရွယ်ဗျာဒီတစ်ခါကျတော့သွေးသွေးလေးရှိတယ်သွေးသွေးရှိတဲ့သူကတယောက်ထဲနေလို့လုံးဝမဖြစ်ဘူးသွေးတွေစောင့်တက်လာလို့ရှိရင်အနီးနားမှာနော်အဆေးပေးမယ့်သူနဲ့ပြည့်စုံပေးမယ့်သူနဲ့လိုအပ်တယ်ဒီပွင့်ဖြူတော့ကတော့ချမ်းသာတာဗျာအမေအတွက်နော်ဒါကြောင့်အိမ်ဖော်လေးပဲဖြစ်ဖြစ်အနီးနားမှာပြည့်စုံစောင့်ရှောက်မယ့်သူပဲဖြစ်ဖြစ်ဒါငှားပေးတင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမလုပ်ခဲ့ဘူးအခုဟိုအမေဖြစ်သူဒေါက်တာဝင်းသေဆုံးရပြီပေါ့နော်ဆိုတော့အနီးနားမှာဘယ်လောက်ချက်ထိနော်ဒါဘေးမနေလိမ့်မလဲပေါ့နော်ဒီခါနီးမှာ အာစဉ်းစားကြည့်အောင်လည်းသိနိုင်ပါတယ်သူ့ရဲ့မိမလေးဖြစ်တဲ့စစ်လက်ရင်နာကလေသူ့ဘွားကသူမသိမှာဖုံးဆက်သေးရပေါ့နော်သူမြင်နေဂိမ်းဆော့ခဲ့လို့သူ့ဘွားဖုံးဆက်တာကိုမကန်ခဲ့မိဘူးပေါ့နော်အင်ဂရမ်မှာနောက်လိုက်ရအောင်သူ့ရဲ့ Facebook လိုမျိုးကိုဆာမျက်နှာပေါ်မှာတင်လာခဲ့တာဖြစ်တယ်ဆိုတော့ကြည့်လိုက်တော့နော်မိသားစုရဲ့ဘယ်လိုမျိုးဒါအမေပေါ်မှာဖွားပေါ်မှာယူမဆိုင်ဒီကူလေးနဲ့ပေါ့နော်ဒီဆုံးသွားရဆိုတော့လူတိုင်းလူတိုင်း အာအတူတူပါစေအခုမချုပ်မလုပ်ဘူးလို့တော့ပြောနေကြကြောဒီချာမဒီရာဒီပေါ့နော်။ကောင်းရာဒုက္ခတိလာပါစေ။ဘောကန်တော်ဝင်ရေ။